မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီခေါက်နဲ့ objects oriented OOP တောင်းလေးနည်းနည်းဆက်ပြောရအောင်ဟုတ်လားအဲ့မှာလဲကျွန်တော်တို့ OOP မှာကျွန်တော်ပြခဲ့တဲ့ဟာလေးတော့မဟုတ်သေးဘူးအများကြီးရှိတယ် balan quest တွေက OOP လဲ balan quest တွေကဘာတွေလဲဟုတ်လား OOP ကဘယ်လိုဟာလဲ OOP ကိုကျွန်တော်ရှေ့မှာပြောပေးတယ် OBS idea အတွေ့တစ်ခုပဲပြဿနာကိုဖြေရှင်းတဲ့အတွေ့တစ်ခုပဲဒီနည်းလေးနဲ့နည်းလမ်းတစ်ခုပဲပါလိုင်းလမ်းတစ်ခုပဲစံတစ်ခုပဲ โอเคมั้ยล่ะโพลิโฮา OB โนน้าเลยมั้ยဆို OB အကြောင်းပြောမယ်ဆိုတော့ဒါရတော့မြင်နေပါတယ်ပိုလီမော်ဖစ်စင်အန်ကဆူလေးရှင်းအဟာရီတန်ပြီးတော့အက်ဆက်ရှင်ဟုတ်လားဒီကောင်တွေကတော့မပါမှာဖြစ်ပါတယ်ဘယ် language နေလဲအဲ့ဆိုကျွန်တော်တို့ပိုလီမော်ဖစ်စင်ဖြစ်အောင် island language ရဲ့ကုံဘယ်လိုလုပ်တာလဲအန်ကဆူလေးရှင်းဖြစ်အောင် island language ရဲ့ကုံဘယ်လိုလုပ်တာလဲဟုတ်လားအဟာရီတန်ကိုဘယ်လိုလုပ်တာလဲအက်ဆက်ရှင်းကိုဘယ်လိုလုပ်တာလဲဆိုတော့ science language တွေမှာကျွန်တော်တို့လေ့လာရမယ်ကျွန်တော်တို့ဒီ basic ကိုမှဒါတွေကိုဆွေးနွေးဖို့မဟုတ်ပါဘူး โอเคมั้ยนะဟုတ်ပြီကျွန်တော်တို့နောက်ထပ်နည်းနည်းလေးရှင်းဆက်သွားမယ်ကဲ language တွေထောင်းတော့မကတဲ့ရမှာလောလောလဲလဲနည်းနည်းပါးပါးနာမည်ရှိတဲ့ language တွေ C တွေ C++ C# Java JavaScript ပါလဲပဲ HTTP Python Objective C Ruby Visual Basic အခုဆို Kotlin Swift ကဲ language ပေါင်းမြောင်များစွာရမယ်အဲ့တော့ C ဆိုရင်လုံးလုံး object oriented OOP language မဟုတ် OOP style class တွေ object တွေ ਨੇ ရေးလို့မရဘူးโอเคမနော်ဟုတ်ပြီနော် C language ဆိုလုံးလုံး OOB language မှာဒါပေမဲ့ C ကိုအခြေပြုပြီး C ကို version မြင်ထားတယ် C မှာပဲ OOB version တွေပါတယ် language တွေရှိတယ်နမူနာအနေနဲ့ဒီမှာရှင်းနေတာပဲ C++ တို့ C# တို့အကုန်လုံးဒီ C base တွေကများတယ်ခုနာမည်ကြီးနေရာလဲ C base တွေပဲ C ကိုအခြေခံထားတဲ့ language တွေပဲဟုတ်ကဲ့မလားအဲ့ဒီလိုပေါ့ OOB ကနည်းနည်းရေပန်းစားလာတော့ live version တွေပြင်ကြတယ်ဟုတ်ကဲ့ကျွန်တော်ပါတယ်ပါတယ်ဆိုလဲအဲ့လိုပဲအရင်က OOB မျိုး normal OOB version တွေထွက်လာတယ်ဟုတ်ကဲ့မလား objective c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  blah blah c sharp objective c ဒါတွေဒီမှာများတော့ပါလေဆို ob language တင် okay တခုရယ်တချို့ language က ob style လည်းရေးလို့ရတယ်ကျောင်းလို့ပါတော့ mm procedure style လည်းရေးလို့ရတယ် functional style လည်းရေးလို့အားကျွန်တော်တို့ရှေ့မှာ object oh sorry programming language တွေ make ဆက်ခဲ့တာကျွန်တော်ဘာတွေပြောခဲ့လဲဆို multi paradigm ဟုတ်လား paradigm လို့ခေါ်တာကျွန်တော်ခုန ob ကိုကျွန်တော်တို့တမျိုးအနေနဲ့ပါပါ paradigm လို့စမ်းတမ်းမှတ်ချက်ပုံစံပဲ မော်တယ်ပဲဟောဒီပုံဒီမော်တယ်ပုံစံရှင်းမယ်ဟောဒါဒါဒီပုံစံဖြစ်အောင်လုပ်ကွာဟောပြဿနာတစ်ခုရရင်ဒီလိုစတိုင်နဲ့ရှင်းကွာအဲအဲ့လိုအဲ့လိုပုံစံမျိုးပဲခေါ်လဲပါရတိုင်းမာတီပါရတိုင်းကျွန်တော် OB လို့လည်းရေးလို့ရမယ်ပြဿနာတစ်ခုပဲကျွန်တော်တို့တင်းတဲ့တင်းတဲ့ပေါင်းပေါင်းတော့အဲ့လို OB စတိုင်နဲ့ပါရတိုင်းနဲ့မလို့လေ application ကြီးကြီးမားမားတစ်ခုရေးဖို့အတွက်ကျွန်တော်ဒီအောင်ကျွန်တော်တို့ OB မပေါ်တော့လို့ကျွန်တော်ရှင်းမှပြောခဲ့တယ်လို့ဟာလေ Fortran နဲ့အဲ့လို style နေနဲ့ရေးမှလာဒါမှမဟုတ်ဒီဒီနောက်ပိုင်းပုံစံ style နဲ့ရေးမှလာကြိုက်တယ်လို့ရေးနောက်ပိုင်းမှာတော့အကုန်လုံး ညင်းပွားမှုတွေပြားများမှုတွေလည်းအများကြီးအခုနောက်ပိုင်း functional ဘက်ပြန်ရအောင်လာသလိုလိုဖြစ်လာတယ်ဘာဖြစ်လို့ CPU တွေညံလာလဲဟုတ်ကဲ့ object ကလုံးလုံးပြီးလောက်တာဟုတ်ဟိုဟာတဲ့ကြောင့်ခွဲခွဲပြီးသွားလို့ရတယ် okay အဲ့လိုပုံစံနဲ့မျိုးမျိုးဖြစ်လာတယ်ဗျာဟုတ်ကဲ့မလားဟုတ်ကဲ့အားဒီကျွန်တော်တို့ဗာလဲဆိုရင် OOP ဟွာလေးတွေ language လေးတွေမိတ်ဆက်ပြီး okay နောက်တစ်ခုနမူနာလေးနဲ့ကျွန်တော်ဒီမှာကြည့်မယ် XML class လေးနမူနာ class လေးအဲ့တော့ရှေ့မှာဆို JavaScript မှာဆို JavaScript မှာပဲကြည့်လိုက် array class ရှိတယ် IGHD ရှိတယ် date class ရှိတယ် အနောက်တဲ့ test box ပိုင်းဆိုင်ရလောက်ကိုလည်း test box လည်းရှိမယ် test box ဆိုကျွန်တော်တို့ဟို password တွေပါလေရိုင်းနေအောင်ပြောနော် sorry sorry test p လို့ test box လို့စာရရိုင်းလို့ပေါ့တဲ့ class တွေရှိမယ်ကျွန်တော်တို့ class တွေကဘာလုပ်မှာလဲပြန်သုံးတာ object လို့ button ဆို button class တွေ button တခုလိုချင် button class ကိုသုံးပြီးတော့ကျွန်တော်တို့ button object ဆောက်ပြီးတော့ဘာလုပ်လိုက်တော့သုံးလိုက်တယ်ဟုတ်လား image ဆိုလည်းလို့ပဲ image ပိုင်းဆိုင်ရတယ် image view တွေပုံတွေထည့်ပြဖို့လည်း back class ကိုသုံးတယ် image class ကိုသုံးမယ် name သုံးပြီးတော့ image class ကို image object ဆောက်ပြီးတော့သုံးလိုက်ဒါသုံးမယ်ဆို object ဆောက်သုံးမယ်ဆို object ဆောက် class ကတော့ရေးထားဒီ define နေပဲကြိုက်တဲ့လူဆို โอเคมั้ยเนาะจ้ายได้หลุดตรงจ้ายได้หลุดตรงจ้ายได้เนี่ยมาตรงอ่ะจ้ายได้เนี่ยတော့မဟုတ်ဘူးအဆင်ပြေတဲ့နေရာပေါ့เนาะ3သိန်းတဲ့နေရာတော့3โอเคအဲ့တော့နောက်စက fine string နေရှိမယ်အာ cryptograph တွေရှိမယ်နော် video player class တွေရှိမယ်အများကြီး class တွေဆိုင်းဆိုင်းသူလည်းနာမည်ပေးနီးเนาะနာမည်ပေးနီးတည်ထားမယ်ဒါတော့တော့ framework တွေ javascript တွေရေးထားတဲ့ community နဲ့ဘာနဲ့စနစ်တကျရေးထားလို့နာမည်လေးတွေနာမည်လေးတွေရတယ်တခြားစဉ်းစားပြီးပေးထားလို့ဖတ်လိုက်တာနဲ့ဟာ test box ဆိုတာဒါဆိုရင် test ဆိုတာ box ဆိုတာတက်တာဟာ test တွေထည့်လို့ရတဲ့ပုံစံ ဟာ image ဆိုရင်ဟာဒါဆို image view တွေရေးလို့ရတယ်ပေါ့လေ image object တွေ create လုပ်လို့ရဒါလည်းသိရအတိတ်ဆိုရင်ဒါသူတို့ဝါးတာနဲ့သူတို့ပေးထားတာအဆင်ပြေနေနာမည်ပေးနည်းလေးနဲ့လိုတယ်နော် class တစ်ခုလုပ်မယ်ဆိုတော့ဘာလို့လဲနာမည်လိုတယ် method တစ်ခုလုပ်မယ်ဆိုတော့နာမည်လိုကိုယ်ပိုင် method နော်ကိုယ်ပိုင် class လုပ်မယ်ဆိုလည်းနာမည်လိုတယ်ပြီးရင်တော့ variable ကြောင်းရမယ်ဆိုတော့ဘာနော်နာမည်ပေးရ naming convention ဟုတ်လားနာမည်ကတော့နည်းအတိုင်းပေးပေးမယ်နော်နာမည်လိုဆိုင်းရဆိုင်းရတက်မယ်ဒီမှာ create calculate area ဆို area အတွက်တဲ့အဲ့လိုလေးတက်တက်ရပါလို့တမ်းနော် ပေးတတ်ရမယ်โอเคမလားဒါဒီတော့ object oriented တလောက်ဆိုရပါပြီ video file 3 file minute တရားတော့နည်းနည်းများတယ်เนาะโอเค thank you ပြန်